dāgūne tāo yīne rūyā. Wīmī rā sūsī līlā līchī kī 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 rīyā sāndrūyā ekā mā kāmantrāna sriyā nidhā nidhā siyārō တသမဏေတရားစခန်းပြည်သည့်နေ့တွင်ဆရာတော်ဤဩဝါဒကိုခံယူစောင့်တည်၍တရားပွဲ အောင်မြင်စွာပြည်ဆောင်ကြပါသည်မြတ်တာနန္ဒဆရာတော်ဤဩဝါဒကိုခံယူစောင့်တည်ကြပါစို့အဲယောဂီတို့ဒီနေ့တရားစခန်းအောင်ပွဲအနေနဲ့ခွင့်တို့ကမ္မထာဆရာများမှာတဲ့နာမှာတော့ဘောနော်အခု ရစကံကိုယ်အိမ်ကိုပဲနေတာပေါ့နေတဲ့အခါကျတော့အရင်တုန်းကလိုတရားသတိနဲ့မြဲတာမနေတော့ဘူးတော့ကိုယ်နိုင်သမျှပဲလုပ်တော့လုပ်တော့ဘာပြဿနာလေးကြုံတတ်လဲဆိုကိုယ်ကငကောဆေးကိုကြည်လောင်တန်ရှင်းအောင်လုပ်တာတော့အိမ်မှာနည်းနည်းအဖုထစ်လောက်တွေ့ရင်တော့အဲဒီမှာဒေါသဖြစ်လွယ်တယ်လောဘဖြစ်စရာဘူးလေလောဘဖြစ်လွယ်တယ်အဲ့ဒါလေးသတိထားဖို့ပဲဘာဖြစ်လို့ဆေးကဖြူစင်တန်ရှင်းနေတဲ့အဖြူရောင်အုပ်တစ်ခုပေါ်ပေါင်းလေအမဲစရာလေးကြံတိတ်ပြီးသားတာထင်ရှားတယ် ဲ့ဒီမှာစိတ်ကကြည်လင်းတန့်ရှင်းနေတဲ့အချိန်မှာပြဿနာလေးတစ်ခုထပ်တိတ်တိတ်သွားတယ်။အဲ့ဒါကိုသတိထားဖို့နော်။ကိုကစိတ်ကြည်လင်းနေတဲ့အချိန်မှာဖူးထည်လေးဝင်လာရင်ပိုပြီးဒေါသဖြစ်တတ်တယ်။ပိုပြီးလောဘဖြစ်စရာမာနဖြစ်စရာပိုဖြစ်တတ်တယ်။ဒါသတိထားမယ်။ဟောငါတရားထုတ်တဲ့ပုဂ္ဂိုလ်ငါတရားနေတဲ့ပုဂ္ဂိုလ်ဘုန်းကြီးဆိုရလို့ဆင်ញင်နှလုံးသွင်းပါတယ်။မလေးရှားသွားတရားပြစင်ကတကယ်ဖြစ်ဖြစ်ပါပဲ ယောဂီတွေတော်တော်များဘုန်းကြီးတို့ကမ္ဘာတော်ဘုန်းကြီးတို့ကြောက်နေကြတာတရားလျှောက်တော့နောက်မှာဘုန်းကြီးအသိတယ်။ဘာဖြစ်လို့လဲဆိုတော့တဝါရင်းလုံးတရားပြရယောဂီတွေအများကြီးတရားဆစ်ရမနေ့ဘုန်းကြီးတရားဆစ်ကြည့်တာအာရုံဆုံးစားပြီးတော့ဆစ်လိုက်နေဆုံးစားဘုမပြီးဘူးတခါလေးနေလေပိုင်းကြီးဆက်ပြီးတော့ဆစ်ရအဲ့တော့ဘုန်းကြီးကတစ်ချိန်လုံးထိုင်နေတဲ့အခါကမ္ဘာတော်ဆရာစိတ်တို့တရားမဟုတ်တာရောက်တော့ဆူလိုက်ငေါလိုက်ဆိုအဲ့လိုမျိုးနေကြောက်လန့်ပြီးတော့နောက်မှသိရတယ်ဘုန်းကြီးဟောအကြဘုန်းကြီးဘာစဉ်းစား ေးလေးတို့ယောဂီတွေကမသိလို့ရှောက်တာတို့ကစိတ်တုံနေလို့မဖြစ်ဘူးအသိခံပြီးတော့သင်ပြပေးမှာပဲဆိုတော့စိတ်နှလုံးသွင်းရတော့ဒေါသတော့မကုန်သေးဘူးဘုန်းကြီးလေဒါပေမဲ့လို့အဲ့ဒီလိုသဘောမျိုးလေဒီတိုင်းမှာပဲယောဂီတို့အိမ်ပြန်သွားတယ်ကဖုတ်တိလေးဖြစ်သွားရင်ဒေါသမကုန်သေးဘူးမြန်အော်ငါတရားနေနေတဲ့ပုဂ္ဂိုလ်ဘုန်းကြီးဆိုဟောငါကမ္မဋ္ဌာန်းဆရာဒေါသဖြစ်နေလို့မဖြစ်ဘူး အဲ့ဒါမျိုးလေးဆင်းရဲနှလုံးသွင်းပြီးတော့နေဖို့အရေးကြီးတယ်နော်ပြီးတော့လည်းမပြတ်လို့ဖို့အရေးကြီးတယ်ဒီလဲရည်စရာအရင်ဖရီးမောက်နေတော့ကဒီလီစီရခလေးမာလေးအမေနဲ့ဖေဖိုးကြီးတို့တရားစခန်းလာပို့ပို့ပြီးတော့တရားထုတ်ပြန်သွားကြတယ်ပေါ့နော်နောက်တစ်လနှစ်လလောက်နေတော့ဘာလျှောက်လဲခလေးမာလေးဆရာတော်ဆရာတော်လေးအမေတို့ဖေတို့ပါလေဆရာတော်တရားစခန်းပြန်တော့ပို့စိတ်တူတယ်ဟာလို့ဆိုရင်မင်းဖေဖေတို့လည်းမကောင်းတော့ကမကောင်းတော့အဲ့ဒါမျိုးမဖြစ်အောင်တတိထားတော့ပေါ့နော် ိုဘာတရားထုတ်တာရပုံကိုဆိုရင်တော့တတ်နိုင်ရတိခါမှာဒီခါနေအရှင်ပြေသွားပါလိမ့်နောက်တစ်ခုကလွတ်မပြအောင်နော်မလေးရှားယောဂီတွေဘုန်းကြီးအများဆုံးမေးခွန်းมาပဲဝါရင်3လတရားပြတော့သူတို့ဒီဝါရင်3လတော့ရက်ရှိပေါ့ဗျာသူတို့ဘုန်းကြီးတို့တွားပြတယ် KKB တရားစခန်းမှာဂျန်နဲ့လတွေကြတော့10ရက်15ရက်အစားကြီးလို့ပေါ့လာစင်ရှိတယ်မလေးရှားယောဂီတရားတွေဟာသူတို့ဟာဒီတရားစခန်းတွေကိုအပတ်တိုင်းပတ်တိုင်းဝင်ကြတယ်ပေါ့ဗျာ အဲ့တော့ဝင်တော့ယောဂီတော်တော်များကဘုန်းကြီးကိုမေးပါတယ်ဗာမေးတယ်ဆရာတို့တပည့်တို့ဒီလာစဉ်လာစဉ်တရားအားထုတ်နေတာပဲတရားကမတိုးတက်ဘူးအကြောင်းမို့လဲဆိုတာမေးတယ်ဘုန်းကြီးကဗာပြောပြလဲဆိုအေးလေးလေးမင်းတို့ယောဂီတွေကလို့အားထုတ်တဲ့ချိန်လောက်ပဲဒီမှာတတိနဲ့တတိအပြည့်နဲ့ရှုမှတ်နေတာလို့ ဟောအကြောင်းကနေဒီရိတ်တာထွက်ကြရလွတ်ထားလိုက်တာနောက်တစ်ခါတရားစခန်းဝင်มาပဲပြန်တော့အဲ့တော့ရှေ့မတက်တော့ဘူးလို့ဒီလိုပဲဖြစ်နေတယ်ဓမ္မတာနော်ယောဂီအလုံးဘုန်းကြီးပြောဘုန်းကြီးလည်းဒီတိုင်းပဲလွတ်ပြစ်လိုက်ရင်တော့ငါတခါပြန်ဆရပြန်ရင်ကမာရီရမယ်ကြရင် ထွက်သွားပြန်ရင်ငါပြန်ဆပြန်ဒီလိုပဲလုံးချမ်းပဲခြံနိုင်တာအဲ့တော့ဆက်တိုက်ကြိုးစားမယ်နော်ငကိုဒုံရင်ပြန်မရောကြိုးစားမယ်ဒါတော့ဘုန်းကြီးကလေးတွေကိုပြောတဲ့ပုံမြင်လေးပါပဲ မြတ်စွာဘုရားရေကျိုးဝတ္တနာနေဆိုဘုန်းကြီးဒီပုံမြင်လေးနဲ့ပြောပြီးအဆုံးသတ်လေးရှိပါတယ်နော်ဒုံရင်ပြန်ရောက်လိမ့်မယ်ဆိုရယ်ပုံမြင်လေးတစ်ခုပေါ့ဗျာဒါကလည်းဆိုအခုရှေ့ခါတော့ကတက္ကသိုလ်တိတာပေါမောက်ကဆရာကြီးမှအလွန်လိမ့်မာတဲ့ခွေးမလေးရှိတယ်သူပပီးလို့နာမည်ပေးထားဒီဒီခွေးမလေးအင်တန်လိမ့်မာတယ်ချစ်ချာလည်းကောင်းတယ်နော်တက္ကသိုလ်ပညာရတဲ့သင်ပေးတဲ့ ဘာမောက်ကကြောက်ကြီးပေါ့ဒီနေ့ကြဒီခွေးမလေးချစ်စနိုးနဲ့ဗပီနင်းလို့ရာဆူတောင်းငါပြုတ်လို့ပေးမယ်ဒီလိုပြောတော့ဗပီမခွေးမလေးကဗာပြောလဲဆိုချာကြီးအဲ့ဒီလိုဆိုရင်လည်းမိဘကခေါင်းကြီးဖြစ်ချင်မှရညာရတယ်သင်ပေးတယ်ရှာကြီးကဗာပြောလဲဟဲ့ဗပီနင်းကတန်ရတန်ရတောင်းကမှာဘယ်နဲ့မိဘခေါင်းကြီးဖြစ်ချင်တယ်အဲ့ကြခွေးမလေးကဗာရှာကြီးပဲလေလိုရာဆူတောင်းဆိုလို့တောင်းရအောင်မဖြစ်နိုင်ရှာကြီး စုမတောင်းခိုင်းတယ်ပေါ့မဖြစ်နိုင်ဘူးဆိုရင်ဆရာကြီးညံ့လို့ဖြစ်မှာပေါ့အဲ့လိုပြောလိုက်အဲ့မှာဆရာကြီးကဘာဖြစ်သွားလဲအင်းမလုတ်ပြေပြန်ငါညံ့ရကြပြန်အောင်ပါအဲ့ဒီကကြခိုင်းလုတ်ပြီမဲ့ဒါပြန်ငါ့ကိုဂတိတစ်ခုတော့ပေးရမယ်ဘာလဲဆိုတော့ငါမိဖုရခေါင်းဖြစ်မူလဒီဇဝါနာဖြောက်နော်ဒီတော့ဘင်းပြောင်းနေဖြောက်မှာ သူကကာလေးနဲ့ယူမှယူဖတ်ပြီးတော့နာနာရုပ်လေးပေါ့လေဒါလေးကိုဆေးလေးသုံးလဲကာဒါလေးယူပတ်ပြီးတော့ဒီခွေးမလေးရနေပြီးတော့အမျိုးသမီးလှလာတဲ့ဖြစ်တော့ပြုလုပ်ပေးလိုက်ပါတယ်အဲဒီတုတက္ကသိုလ်ကျောင်းတော်မှာပြင်သားတော်တွေရှိတော့ပြီပြင်သားတော်တယောက်ပညာဆုံးတော့ပြန်တော့ဒီကလေးမလေးတွေချစ်ကြိုက်တော့ခေါ်သွားတယ်ပေါ့အဲဒီမှာဆရာကြီးကမှားရတယ်သင်မင်းသားဒီ ကျွန်ုပ်ရဲ့သမီတော်လေးသမီလေးတခုတည်းပြဿနာတက်လာမရိုက်မနဲ့ပါနဲ့ဒီတိုင်းမအေးစီပြန်ဖို့ပါဒီလိုမာလိုက်တော့တိုက်ဆိုင်မှာဟိုရောက်တော့မင်းသားလေးလည်းသူ့တိုင်းပြည်ရောက်တော့သူ့ဖခင်ညာကွယ်လွန်နေတော့ဘယင်ဖြစ်တယ်သူခေါ်လာတဲ့မင်းကလေးကိုလည်းမိဘရဲ့ခေါင်းကြီးဖြစ်ချီမြောင်လိုက်တော့ပေါ့လေမိဘရဲ့ခေါင်းကြီးပြထားလိုက်တော့အဲ့လိုနဲ့မိဘရဲ့ခေါင်းကြီးကဘလို့ရလဲဆိုဘယင်စီဝေးတွေပါတယ်တက်ရတော့ တနေ့ဘင်းစီဝဘင်းညီလာကတက်တုံးတက်နေနေပေါ့နော်ခုနကအလေးပေါ်သွားကျင်တော်တို့ဘာလို့ကြုံလာတယ်ကသူကထွက်သွားအပြင်ထွက်တယ်ထွက်တော့အပေါ့ကမှဖနတ်အသစ်တရားတွေ့ဟုတ်လားခွေရလာတယ်ဘာဖြစ်မလဲဆိုဖနတ်အသစ်တရားတွေ့တဲ့ကစားကျင်တဲ့ပေါက်တာပေါက်တော့ဘယ်သူမှမမြင်တော့ပေါ့ဆိုဖနတ်လေးယူပြီးတော့မှအိမ်သားထဲမှာဝါစားလိုက်တာပဲတခါစားမှစားတယ်တခါတော့စားမိတဲ့ကကြာနေတိုင်းစားကျင်တဲ့စိတ်ပေါက်တာ အဲ့ဒါနဲ့အနောက်နောက်စီဝေးတွေမှာလည်းစားပြန်တယ်အဲ့တော့ဖနက်ကဒီမှာဝင်းကြီးတွေစီဝေးတယ်ဘယင်စီဝေးတယ်မိပြောက်ကောင်းကြီးဒါပဲဖနက်ကမကြမကြပြောင်းတယ်အဲ့တော့ပညာရှိမကြီးကဘာလို့အောင်လဲသူလူယုံတယောက်နဲ့ဆောင်းထောက်လန်းတယ်ထောက်လန်းတော့ဒါမိပြားကြီးစာမန်တိအရာနေပြီးတော့တခါသူစိတ်ပြောက်တက်တော်ဆောင်ဘယင်တက်တော်ဆောင်ဆုံးစားခိုင်းတော့ဒီပညာရှိမကြီးကိုယ်တိုင်ဆုံးစားတော့တွေ့တွေ့တဲ့ကတော့ဘယင်ကြီးကိုယ်တိုင်တော့ ဒိဋ္ဌိစေတော်ဟုတင်တင်ပြီးတော့ဘင်းကြီးကိုယ်တိုင်စုံစမ်းတော့တွေ့တာတွေ့တဲ့ခါကျဘင်းကြီးကသူ့ဆရာကြီးဒီမှာဂရိပေးထားတဲ့အတိုင်းပေါ့လေရိုက်ခြင်းနဲ့ချင်းမရှိပါဘူးဆရာကြီးဒီပြန်ပို့လိုက်ပါတယ်ဟိုတဲ့ခါကျတော့ဆရာကြီးကပြောတယ်ဗပီးနေဟိုမီမူလဗီဇာမဖြောက်တဲ့အတွက်နေဒုံရင်မပြန်ဖြစ်ရမယ်သူဝန်းမှာပြောကြတာမန်ယုံလေးနဲ့ဒီကာတာကိုရွတ်ဖတ်ပြီးတော့ငကိုခွေးဘွားပြန်ရောက်သွားတယ်ပေါ့ အဲ့တော့ဘုန်းကြီးတို့ဒီမှာတရားကျင့်တဲ့ခါကျတော့ကိုယ်ကစိတ်ကနှူးညံ့သွားပါတယ်နော်ဒါကိုဘုန်းကြီးတို့ရက်ပြဲလိုက်မယ်ဆိုရင်တော့ကိုယ်ကတော့ပြန်ပြီးတော့ဝင်လာနိုင်ဘာဖြစ်လို့လဲဆိုကိုယ်ကကိတ္တိတာတွေကုံသေးတာမဟုတ်ဘူးနော်ကိတ္တိတာတွေကုံသွားမှဒီလောဘဒေါသမောဟတွေကလုံးဝပြတ်သွားတာခုကမပြတ်သေးဘူးအထုတ်လို့တည်းငြိမ်ဝတ်သွားတာပဲရှိတယ်အိမ်ပြန်ရောက်လို့လွတ်ပြဲလိုက်ရင်တော့ဒီလောဘဒေါသမောဟမာမနာတွေပြန်လာမှာပဲ တော့အိမ်ပြန်ရောက်ရင်လည်းဒုံရင်မရောက်အောင်နေတိုင်းပေါ့နော်မနေ့တစ်ချိန်ညနေတစ်ချိန်အ ਨੇ ဆုံးထိုင်နေအောင်ကြိုးစားပါဒီသမားလေးပြုတ်ကြမသွားကြိုးစားပါနော်ဘုန်းကြီးတို့လည်းလောက်ရပါတယ်ဘုန်းကြီးတို့မလောက်ရင်လည်းဒါတွေပြန်ပြန်ပြုတ်ကြမှာမြဲတော့ဒုံရင်ဒုံရင်ပြန်ရောက်သွားရင်တော့ဘယ်တော့မှမတွတ်တဲ့ခုနမလေးရှားယောဂီ၆တလအဲ့လိုဖြစ်မှာဆိုလို့ဒါလေးမှတ်ချင်တာပါနော်မနေ့တစ်ချိန်ညနေတစ်ချိန်တန်းနေရအောင်လုပ်ပါလို့တိုက်တွန်းလိုပါတယ်ဒီလောက်ပါပဲ ။တွင်ရုပ်ဒါလူမြင်ကိုရက်ပါမည်။တရားစခန်းအစီအစဉ်တိုင်းတရားဆက်လက်လေ့လာလေ့ကျင့်ကြပါမည်။တရား၌ဝိပျော်၍ကိုယ်စိတ်နှပြကြမှာချမ်းသာကြလျက်လောကီလောကုတ္တရာ၌အောင်ကြပါစေ။ကျိုးစား